ဒီဇက်လန်ကဟိုဟာ based on true story တကယ်ဒီဟိုဖြစ်တဲ့လူကိုယ်တိုင်ကိုကတကယ်ဒီခက်ခက်မှာနေရလူကိုယ်တိုင်ကတကယ်ဒီဇက်ကိုအမ်လာပြီးတော့ပြပြသွားတာပေါ့ဘာလို့ဒီရောက်မနဲ့ချွေးမလာမဖြစ်သွားလဲဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ပြည့်မှန်ပုံမှာမဖြစ်မှန်လည်းရှိမယ်သူတို့နည်းနည်းလေးထပ်ပြီးတော့အာလှအောင်ကိုးကားပြီးရေးထားတာလည်းရှိမယ်ပေါ့ဘိုက်ကြီးရဲ့စိမ့်နေတယ်အများကြီးပါဆိုတော့အဲ့ဒီတနေ့တနေ့ဆိုအဲ့ဘိုက်တူကြီးကိုတက်တာလေးမိုးလေးကနေညနေကြီးစင်းလိုက်ပါကြီးညာဆိုတော့တိုက်ခါးနေတာအဲ့လိုမျိုးကြီးဆို ားကြီးပဲအာကျွတ်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 တယောက်တည်းအဲ့လိုမျိုးဖြစ်နေရသူကဒီကားထဲမှာလုံးဝကိုယ်မထိနဲ့အမေမာတယ်အဲ့လိုကြီးပဲခက်ခက်မှမှန်တယ်အမေမတော်တော့အဲအဲ့လိုကြီးပဲဆိုတော့ဒါကိုသာဖတ်လိုက်တဲ့အတွက်ခက်ခက်မှန်ရယ်ကရိုက်တာတအားကို strong ဖြစ်တယ်ဆိုတော့လေအဲဒါလုံးဝဆက်ဆက်ချင်မခံဆက်ဆက်ကျဲ အဲ့လိုနည်းနည်းမှတိတိတင်မခံဘူးပေါ့အဲ့လိုအဲ့လိုကိုယ့်ကိုကြောရင်နှစ်ဆသုံးဆပြန်ကြောမယ်ဆိုရင်ဒီမျိုးပေါ့နော်အဲအစင်းတွေကအဲ့လိုစင်းကြီးတွေကများတယ်ရခမနဲ့ဆိုလို့ရှိရင်လေအာ episode 1မှာစပြီးတော့ဇက်ဖက်ကလေးကစပြီးတော့ဟိုစိုက်တဲ့စင်းကနေနောက်ဆုံးပြီးသွားတဲ့ဇာတ်သိမ်းထိရလေတဆင်းမှမတည့်ဘူးတဆင်းဆိုတဆင်းမှမတည့်ဘူးပေါ့နော်ဆင်းနိုင်ရအဲ့လိုမျိုးဆင်းနေပြီပဲဆိုတော့ရခမနဲ့ချစ်တဲ့ခံပေါ့တွင်းတက်ပြီနှစ်ယောက်ကတွင်းတက်ပြီသူတန့်တန့်ကိုတက်အဲအဲ့လိုအဲ့လိုတက်မယ်နင်းတက်မလို့ မလားငါတတ်မလားအဲ့လိုအဲ့လိုရောက်ခမားကလည်းပညာရှမ်းပေးတာဟိုကိုကြီးပဲဘောပါတာမဟုတ်ဇက်ကြီးဒီအခုကလည်းရှမ်း lesson ပေးရတယ်ပညာရရန်ပေးရရန်ခံရကိုမသိလိုက်ပဲနဲ့လေတကယ်ခက်ခက်မှာစွာပဲစွာနေပြီခရမလွန်ခံရအောင်အခုမှကြာလူကြီးဆိုတော့ तू อ่ะအဲတာလေးလှတာသိရမလားအဲ့လိုပြောဒီဇက်လန်ကဟိုက based on true story တကယ်ဟိုဖြစ်တဲ့လူကိုယ်တိုင်ကိုကတကယ်ဒီခက်ခက်မှာနေရလူကိုယ်တိုင်ကတကယ်ဒီဇက်ကိုအမ်လာပြီးတော့ပြပြသွားတာပေါ့ဆိုတော့ဒီဇက်တိုင်းဟိုမှာဒီဇညွန်ဒီ ဟေးပလေးယာဇညွန် team ကဒီအဓိကမဖြိုးတင်စာကြောင့်အခွဲရနေပြီးတော့သူတို့ကပြန်ပြီးတော့ပြန်ပြီးကိုးကပြီးတော့ဇက်ကောင်နေနဲ့ဖြည့်ပြီးတော့ပြန်လှုပ်ထားတာပေါ့ဇက်ကိုဖတ်လိုက်တဲ့ချိန်မှာဖတ်လိုက်တော့ရဟင်ဟာဟုတ်တော့အဲ့လိုဖြစ်နေတာကိုယ်ရိုင်ကအဲ့ဆိုအဲ့လိုဇက်ကလေပြီးတော့ အတက်တည်းပဲများနောက်လျှောက်တက်သွားဆိုတော့အဲ့တော့လုံးဝတော့ချဲရမှာပေါ့အဲ့လိုမျိုးဆက်ဆိုတော့အရင်လဲမောက်မာရမှာဆိုဖတ်ဖတ်တဲ့ချိန်မှာလဲအကြောက်တော့ကြောက်တယ်ဒါပေမဲ့အချိန်မှာအမေကဘာလုပ်လဲလို့သိတဲ့အချိန်မှာမက်ကီဆိုတော့အဲ့မှာပျော်လဲပျော်သွားဒါပေမဲ့မက်ကီနဲ့ညီမအဲ့လိုမစုံဘူးအဲမက်ကီကကိုအများကြီး support လုပ်ပေးရဲဆိုတော့အရင်စစ်ပြေးပါတယ်နှစ်ယောက်ကမွန်းကြတယ်စိတ်ဖိစီးရပေါ့နော်စိတ်ဖိစီးရပြီးတော့အဲညီမဘယ်လိုပြောရမလဲ အဲတချို့စင်တွေဆိုမောတာပေါ့တနေ့ဆိုပြီးရင်ညောဘိုက်ကြီးရဲ့စင်းနေတယ်အများကြီးပါတယ်ဆိုအဲ့တနေ့တနေ့ဆိုအဲ့ဘိုက်ထူကြီးကိုတက်တာလေမိုးလေးကနေညနေချင်းစင်းလိုက်ဘိုက်ကြီးညာဆိုတိုက်ခိုင်းလာအဲ့လိုမျိုးကြီးဆိုအများကြီးအာကျွတ်ကျွတ်ကျွတ်တက်ရောက်တယ်အဲ့လိုမျိုးဖြစ်နေရအဲ့တော့အဲ့လိုဟိုဟာပါလဲတကယ်ပြီးရိုက်ပြီးဆိုခဏပြန်ဖြုတ်ဒါမှမဟုတ်တောက်လျှောက်ကလေအဲ့လိုရိုက်နေရဆိုအများကြီးလဲစိတ်ပြစီရဲ့ပင်လဲပင်ပန်းတယ်အဲဟိုမိုးလဲမိုးရယ်ပေါ့နော်အဲ့အဲ့လိုပေါ့ကာရိုက်တာဟိုကလဲစိတ်ပြစီနေရောအဲ့ချိန်နေဆိုနည်းနည်းလူက အဲ့လိုချစ်ကန်ကန်ဖြစ်နေရပြင်းမယ်အမရဲ့ဒါနေရာဝကိုအကြိုက်နေနေစဉ်းစားမိရစဉ်းစားမိရရနေနေမဟုတ်ဖတ်နေရပါစဉ်းစားမိရဘာလို့ဒီရောက်မနဲ့ချွေမလာဖြစ်သွားရလဲဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ပြင်းမှန်ပုံမှာမှာပြင်းမှန်လည်းရှိမယ်သူတို့နည်းနည်းလေးထပ်ပြီးတော့အာလှအောင်ကိုးကားပြီးရေးထားရလည်းရှိမယ်ပေါ့မကေပြောတယ်မှာအမြဲပါတဲ့တခုရှိရဲ့အဲ့ဒါပါလဲဆိုတော့နည်းမားပက်လိုက်ပြီးတော့မိုက်ပြီးတော့အဲ့အမြဲပြသူကသူကဒီကားထဲမှာလုံးဝကိုမထိနဲ့ အမေမားတယ်အဲ့လိုကြီးပဲခက်ခက်မှမှန်တယ်အမေမတော်တော့အဲအဲ့လိုကြီးပဲဆိုတော့ယောက်ျားတော့ကိုယ့်ဘက်မှာအလေးအဲ့ဒါဆိုရင်ချောင်းဝါပါအဲယောက်ျားယောက်ျားရှိတော့မောင်းပါတာပေါ့အဲအရင်မုံမနေ့ကတချို့အဲ့ဇလန်းကြည့်ပြီးတော့ချိန်မှာ comment လေးတွေ့တယ်တွေ့ရချိန်မှာဘလို့လေးတွေ့လဲဆိုတော့ဟဲ့ငါအတိုင်းပဲတို့ဟဲ့အိမ်ကရောက်ခမအတိုင်းပဲတို့ဟဲ့ကို့အပြစ်ဟိုခလေးရမုံအကျွေးတွေနဲ့ဒီခလေးနဲ့အဲ့လိုမျိုးဖြစ်နေချိန်တယ်ဆိုလို့ရှိရင်ဟဲ့လို့ငါကငါပြမင်းလေးရတယ်အဲ့လိုလေးတော့တွေ့ရအဲ့ဆိုတော့တကယ်လက်တွေ့ဘဝမှာကြောက်တော့ဘဝအဖုံဖုံ ံဟိုဘယ်လိုခေါ်မလဲအဲ့လိုဖြတ်တန်းရတဲ့ပုံပုံရှိရလေဆိုတော့အထူးသဖြင့်ဒီမျိုးသမီးတွေမှာဆိုလို့ရှိရင်မြန်မာမျိုးသမီးတော်များဆိုဒီရောက်မှနဲ့ချွေးမှာ conflict တွေကပုံများမယ်ထင်တယ်ဆိုတော့ဒီဇက်ကဒီလိုဇက်ဆိုတော့ဟုတ်ထထူကြတော့ဘယ်နေရာမှာမဆိုမုံတရားထားရဆိုတော့မကောင်းပါဘူးကိုရဲ့ဒီချွေးမရောက်မှဖြစ်လာမဲ့သူတော့ကိုဒီအမေရင်းတယောက်လို့ကို မျိုးသားကိုချစ်တယ်လို့အဲ့လိုမျိုးချစ်ပေးနိုင်ပြီးတော့တယောက်နဲ့တယောက်ဟိုအမေဘက်ကလည်းကိုသမီးရင်းတယောက်လို့အဲ့လိုချစ်ပေးဖို့ကတော့ဟိုချစ်ပြီးတော့ဘယ်လိုကောင်းမလဲနားလည်းမူလေးနေပေါ့နော်ဒါကတော့လေဟိုတမိုင်းမေးပြဿနာဖြစ်နေတော့ပြောရခက်တယ်